်မြန်မာပြည်အစိုးရတယောက်ကလေပတ်စံလေးလိန်ပြီးတဲ့ခါကျတော့ပြေးသွားပြေးသွားပြီးအခုနိုင်ငံသားမှာဘလူးကားရိုက်နေတော့အဲ့မြန်မာပြည်အစိုးရတယောက်ကလေပတ်စံလေးလိန်ပြီးတဲ့ခါကျတော့ပြေးသွားပြေးသွားပြီးအခုနိုင်ငံသားမှာဘလူးကားရိုက်နေတော့အဲ့အကြောင်းရှင်တို့တည်ပြီးသွားရင်လည်းမသိရသေးဘူးဆိုလို့ရှိရင်လာအဲ့အကြောင်းပြောပြမလို့တည်ပြီးသားဆိုလို့ရှိရင်လည်းကြောင်းနော်နေရာယူလိုက်တော့စက်စုမပရိုစက်တဲ့နေရာမှာသာစက်တလို့ထိုင်လိုက်တော့နော်အဲ့အစိုးရတယောက်ကမြန်မာပြည်မှာတော့အဲ့နာမည် တခုရှိရယ်ပေါ့เนาะသူတို့အဖွဲရလဲနာမည်တခုရှိရယ်အဲ့သူအဖွဲထဲမှာသူကမန်မာပေါ့အင်အဲ့သူတို့ကလည်းအတော်သင်လဲအောင်မြင်တယ်ပေါ့ဟင်ထိတ်တန်းရောက်တယ်လို့တောင်မှပြောလို့ရတယ်ပေါ့အဲ့ဒီအဖွဲကနေပြောမှာသူကသူတို့အဖွဲတွေကအဲ့ဒီကိုဗစ်ပြီးတဲ့အခါနောက်ပိုင်းကိစ္စတွေပါညာဖြစ်တဲ့အခါမှာအဖွဲခွဲတယ်လို့လို့ဘာလို့လို့ဖြစ်တာလေဖြစ်ပြီးတဲ့အခါကျတော့တချို့အဖွဲဝင်တွေကလည်းနိုင်ငံသားတွေမှာနေနေကြတာနေနေကြပြီးတဲ့အခါကျတော့သူကကျတော့မြန်မာပြည်မှာကြံခဲ့ပြီးတဲ့အခါကျ2022လောက်မှာအိမ်အောင်ကြတာ အိမ်အောင်ကြပြီးတော့တိတ်မကြအောင်အဲ့ဒီငွေကြေးလိမ်လည်မှုဖြစ်တဲ့ကိစ္စတွေပေါ်လာတာပေါ်လာပြီးတဲ့အချိန်မှာ तू ကပြတ်သွားတယ်လေအေးပြတ်သွားပြီးတဲ့အခါကျတော့ तू ကအဲ့ဒူဘိုင်းလို့ဘာလို့မှ तू ကဇွန်ဘာအဲ့လိုမျိုးအကတင်တာတွေဘာတွေအဲ့လိုတင်တန်းတွေဘာတွေပြတာလားသူလုံးလိုက်တာအဲ့ဒါလည်းအခုနောက်ပိုင်း तू ပြန်ပေါ်လာလို့မှထောက်လန်းကြည့်ရတာပေါ့ ਈ အဲ့ဒါနေမှတစ်ဆင့်သူ့ကိုပြန်ပြီးတော့တွေ့ရတာကျတော့ဒီစင်ကာပူမှာအဲ့ဒီကလပ်တစ်ခုကနေပြီးတော့အဲ့လိုမျိုးကားတဲ့ဟာတွေဘာတွေလဲ ဲ့ကားတဲ့လူတွေလာမယ်ပေါ့အေးအဲ့လိုလာမယ်အချိန်မှမှာ तू ကပါလာတာတော့အဲ့လိုမျိုး तू ကဂုံဂုံဝိုင်းလိုမျိုးကနေရလေကလပ်တွေမှာအေးအဲ့ဒါနေပြောမှာအေးအခုအန်အောဆရာကောင်းတာလीနော်ရှင်တို့အဲ့ဒါမှအော်အဲ့ဒီပန်ကာတီးတက် channel မှာလीစကားရိုက်တဲ့မိန်းမအဲ့လိုမျိုးလीဘလူးကားတွေရိုက်တဲ့မိန်းမနေပြီးတော့ခါကြတော့ तू ကသူ့နဲ့စကားကိုဘယ်နေ့ဘယ်နေ့မှာတင်ပါမယ်ဆိုပြီးတော့လीအ အေးအဲ့ဒီတော်ညာကြီးကိုတင်ထားတဲ့အချိန်မှာပေါ့သူရဲ့တက်တူးတွေဘာတွေကိုကြည့်နေတဲ့အခါကျမှဟဲသူဖြစ်နေရတော့အားကြောင့်မို့လေလူဘွားမှာလူဘွားမှာများလေဒီထိတ်ဆုံးကနေပြီးတော့အေးငွေကြေးလိမ့်နေမှုတွေဘာတွေဖြစ်ပြီးတော့ဒီအောက်ဆုံးကိုရောက်သွားတဲ့အချိန်မှာလေလမ်းအမားပေါ့အမားဆင်ပြီးတော့အဲ့လိုမျိုးထက်ခါထက်ခါတွေဖြစ်သွားတာလေကြောက်စရာရမ်းကောင်းတာတော့ရှင်လို့အဲ့နဲ့မှအောင်အဲ့တော့မို့ဒီနေရာတစ်ခုကိုရအောင်မြင်နေတဲ့နေရာတစ်ခုကလေအောင်မြင်မှုကိုရဖို့လို့အစစ်စစ်စ조사တာဒီနေရာတစ်ခုကိုထိန်းထားရတာတော့မခက်ခဲဘူးနော် အဲ့လိုမျိုးပဲလူတွေမှာလေဂုံတိတ်ခါရင်ဆိုင်ရာတွေပျက်စီးသွားပြီးယုံကြည်မှုတွေပျက်စီးသွားပြီးတွားကြတော့ငွေချင်းလိမ်လည်မှုလေအဲ့လိုမျိုးပျက်စီးသွားပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ကောင်းမွန်တဲ့လမ်းကြောင်းတွေတိုးတက်မဲ့လမ်းကြောင်းတွေအားလည်းအော်တိုမက်တစ်ပိတ်သွားပြီးတော့လမ်းမောက်တစ်ခါတည်းရောက်သွားတော့အဲ့လိုပြောလိုက်လို့ကလမ်းမှာကားတဲ့လူတွေနော်သူ့ဘဝသူတို့အဲ့ဒီဘလူးကားရိုက်တဲ့လူတွေကိုမကောင်းလို့ပြောတာမဟုတ်ဒါသူ့ဘဝကိုပဲတုံးတက်ပြီးတော့ကြာတာနော်ရှင်တို့ ลาပြီးတော့ဆဲမဲ့မကြမ်းနဲ့ပြီးကြတဲ့ခါကျတော့ငွေကြေးလိမ်လည်ပြေးသွားပါတယ်ကိုတနာတယ်တွေတနက်ပါတယ်တွေအဲ့လိုမျိုးလောက်တဲ့သူတွေလည်းတနာပါတယ်ဆိုတဲ့လူတွေကเนาะရှင်တို့ပါရှင်တို့ပတ်စံစုပြီးတော့သူ့အကျွေးတွေကိုဆက်ပေးလိုက်ကြဒါပဲနောက်ပြီးတော့ဒီမှာပြန်တွေးကြမယ်